မင်္ဂလာပါရှင်မြန်မာပြည်သူပြည်သားအပေါင်းကိုစိတ်နှဖျားချမ်းသာစေဖို့ဆုတောင်းမြတ်တာပို့သလိုက်ပါရယ်အပတ်စဉ်တင်ဆက်ပေးနေတဲ့တပတ်တွင်သတင်းတိုင်ချက်အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ရှင်ကျွန်မကတော့စင်စင်ပါပထမဆုံးတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ຫນွေဦးထီအစီအစဉ်ကနေရရှိလာတဲ့ ချက်သိန်း9000ကျော်ကိုစီရီယံတွေအတွက်အကူအညီထောက်ပံ့ခဲ့တယ်လို့အန်ယူချီပြောင်စုဝင်ကြီးချုပ်ကပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။2024-2025ခုနှစ်အရင်းနှစ်အတွက်ရွေးဥတီအစီအစဉ်ကနေရရှိလာတဲ့ချက်သိန်း9000ကျော်ကိုစီရီယံတွေအတွက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့မြန်မာညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်မန်းဝင်းခိုင်တန်းကအော်တိုဘားလ26ရက်ရွေးဥတီအစီအစဉ်မှာရရှိသောဗန္ဒာယီနှစ်ကုံအမြတ်ဝင် ထပ်ဆောင်ထောက်ဖို့လှူဒန်းခြင်းအခမ်းအနားမှာပြောကြားခဲ့ပါတယ်။ဒီနေ့အခမ်းအနားဟာစီမံကိန်းဗဏ္ဍာရေးနဲ့ယင်းနှိမ့်ညွှန်မှုဝင်ကြီးဌာန MOPFI ရဲ့ຫນွေဦးထိအစီအစဉ်ကနေရရှိတဲ့2024-2025ဗဏ္ဍာရေးနှစ် ERN အမြတ်ငွေ7,800ကျော်ကိုစီရီယံဝန်ထမ်းများအရေးပေါ်လိုအပ်မှုထောက်ပံ့ရေးအတွက်ထပ်မံအကူအညီပေးအပ်ဖို့ဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီကနေဇွန်လအထိစီရီယံဝန်ထမ်း2,000ကျော် စကိုင်းငလင်ကြောင့်ထိခိုက်ခံစားခဲ့ရတဲ့စီဒီယံဝန်ထမ်းနဲ့မိသားစု2500ကျော်ကိုလည်းစုစုပေါင်းငွေကျပ်3000ကျော်ကူညီပေးနိုင်ခဲ့တယ်လို့ပြည်အောင်စုဝန်ကြီးချုပ်ကပြောကြားခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ CDM Success Comedy CSC ဟာ CDM များရဲ့အခက်အခဲနဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင်အထောက်ကျိုးပန်းခဲ့ကြောင်း2024 2025ဘဏ္ဍာရေးနှင့် year အမြတ်ငွေထပ်ဆောင်းထောက်ပို့ပေးရဖွဲ့ဟာစီရီယံနိုင်ငံဝန်ထမ်းများရဲ့စွန့်လွတ်အနစ်နာခံမှုကိုတမိုးထားကြောင်းပြသတဲ့ပွဲဖြစ်တယ်လို့တော်လိုင်းရဲ့ခိုင်မာတဲ့စိတ်ဓာတ်နဲ့ပူပေါင်းဆောင်ရွက်မှုရဲ့တသက်တည်းတစ်ခုဖြစ်တယ်လို့လည်းပြည်အောင်စုဝင်ကြီးချုပ်ကပြောပါရယ်စီရီယံနိုင်ငံဝန်ထမ်းတဦးချင်းစီရဲ့လက်ရှိဘဝရည်တည်မှုချက်တဲပင်ပန်းမှုအခြေအနေဖိနှိပ်ခံရမှု ခြေနေတွေနဲ့ပတ်သက်ပြီးအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းနဲ့ထပ်တူထပ်မြခန်းစားရတယ်လို့လည်းပြည်အောင်စုဝင်ကြီးချုပ်ကဆက်လက်ပြောကြားခဲ့ပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အွန်လိုင်းချဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာအကြံဖက်ဆဲအစိုးရကပါဝင်ပတ်သက်နေတဲ့အတွက်နိုင်ငံတကာအတိုင်းဝိုင်းကပိတ်ဆို့အရေးယူဖို့လိုအပ်နေရလို့ဦးနေဖုံးလက်ကပြောကြားခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ အွန်လိုင်းကြားဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာဂျပန်ဆဲအိုစုကပါဝင်ပတ်သက်နေကြောင်းတပ်သိတွေထင်ရှားတဲ့အတွက်နိုင်ငံတကာတိုင်းဝိုင်းအနေနဲ့ပိတ်ဆို့အေးအေးမှုတွေလိုအပ်နေရလို့ပြည်အောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံလက်ကပြောကြားလိုက်ပါတယ်မြန်မာနိုင်ငံသားမကအာဆီယံတိုင်းဝိုင်းသားမကပဲကမ္ဘာနိုင်ငံတည်တည်ကကမ္ဘာသူကမ္ဘာသားတွေအားလုံးကိုဒုက္ခပေးနေတဲ့အွန်လိုင်းကြဖြန့်လိမ်လည်မှုလုပ်ငန်းတွေနဲ့မြန်မာအကြမ်းဖက်စစ်တပ်ခေါင်းဆောင်တွေနဲ့ဂျာကဆက်နွယ်မှုကိစ္စဖြစ်ပါတယ်။တရုတ်မီဒီယာတွေမှာဖော်ပြတဲ့ကိုကန့် နေချားစောင့်တက်ခေါင်းဆောင်ဝေဆန်းဝေဟန်ရန်ရဲ့ထွက်ဆိုချက်တွေမှာစေအိုစုရဲ့ကာကွယ်မှုနဲ့ခွင့်ပြုချက်တွေရရှိခဲ့ကြောင်းအွန်လိုင်းလိမ်လည်မှုစင်တာတွေကိုကာကွယ်ဖို့အတွက်လိမ်လည်ရရှိတဲ့ငွေရဲ့တပိတ်တစ်စိတ်တစ်ပိုင်းကိုစေအိုစုကိုပေးဆောင်ခဲ့ရကြောင်းအထိပ်ပဲတက်ရောက်တဲ့အချက်တွေထွက်ဆိုထားတာကိုကြည့်ရင်အကျန်းဖက်စစ်တပ်ဟာဒီလုပ်ငန်းတွေနဲ့တိုက်ရိုက်ဒါမှမဟုတ် ။တဝက်ပံပုံးမှုရှိကြောင်းတပ်သေးတွေကထင်ရှားတဲ့အတွက်နိုင်ငံတကာတိုင်းဝိုင်းကဒီယာဆွေလောက်ရက်တွေကိုရက်တက်မှုစေအုပ်စုအပေါ်ယခုထပ်ပို့ပြီးပိတ်ဆို့အေးအေးယူဖို့လိုအပ်ကြောင်းတိုက်တွန်းပြောကြားလိုပါတယ်လို့ဦးနေဖုံလက်ကပြောကြားခဲ့ပါတယ်။မြန်မာနိုင်ငံသားတွေအနေနဲ့ကမ္ဘောဒီးယားနိုင်ငံဘတ်ချန်းကိုလိမ့်လည်ခံရပြီးလူရောင်းဝယ်ခံရမှုအာရမလောအပေးစေခိုင်းစေခံရမှုလိမ့်မိုင်းဆိုင်ရာအမျက်ထုတ်ခံရမှုတွေကို အွန်လိုင်းကြဖြန့်လိမ်လည်မှုလုပ်ငန်းတွေမှာကျူးလွန်ခံနေရကြောင်းနဲ့ကုညီကယ်ဆယ်ပေးဖို့ကုညီတောင်းစာတွေမူရစေဝါနဲ့ရာဇဝမှုဆိုင်ရာကုလသမဂ္ဂယုံ UNODC ကစက်တိုက်လက်ခံရရှိနေရလို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။အွန်လိုင်းကခေါ်တဲ့အလုတ်တူတွေကိုအထူးစစ်ဆေးပြီးမှအလုတ်သွားလှုပ်ချဖို့နဲ့ကြားဖြန့်တဲ့ပတ်သက်ပြီးအထူးသတိရှိကြဖို့မြန်မာပြည်သူတွေကိုအထူးသတိပေးပြောကြားလိုပါတယ်လို့ဦးနေဖုံးလက်ကပြောပါတယ်။ ဒါအပြင်ဂျပန်စစ်တပ်ရဲ့လက်အောက်ခံနေကြားဆောင်တပ်တွေထိ ंछ ုပ်ထားတဲ့နေဆက်ဒေတာတွေမှာအများဆုံးအခြေစိုက်ဖြစ်ပွားနေတဲ့ online ချဖြန့်လိမ်လည်မှုလုပ်ငန်းတွေအပါအဝင်နေဆက်ဖြတ်ကျော်ရာဇွတ်မှုကိန်းတွေကိုနိုင်ငံတကာတိုင်းဝန်ကဖြေရှင်းဖို့ကြိုးပမ်းဆောင်ရွက်နေမှုတွေကိုအမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အတိမတ်ပြုချီးကျူးဂုဏ်ပြုသလိုပူးပေါင်းဆောင်ရွက်ဖို့လည်းအမြဲအသင့်ရှိတယ်လို့ပြောပါရယ်။မြန်မာညီညွတ်ရေးအစိုးရအနေနဲ့နိုင်ငံဖြတ်ကျော် အစိုးရဖွဲ့မှုကင်းတွေတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းစုတွေကိုထိရောက်စွာအကောင့်ထယ်ဖို့ဆောင်ရွက်နိုင်မှုအတွက်နိုင်ငံဖြတ်ကျော်အစိုးရဖွဲ့မှုကင်းများတိုက်ဖြတ်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့ကိုဖွဲ့စည်းဆောင်ရွက်လျက်ရှိတယ်လို့အသိပေးထားပါတယ်။အွန်လိုင်းကြားဖြတ်လိမ်လည်မှုလုပ်ငန်းတချို့ကိုအကြံဖတ်စစ်တပ်ကဝင်ရောက်စီးနှင်းတရားအယောင်ပြဆောင်ရွက်ပြတာတွေကိုကြည့်ပြီးအကြံဖတ်စစ်တပ်ရဲ့လှည့်ကွက်ထဲမဝင်မိကြဖို့အရေးကြီးပါတယ်လို့ဦးနေဖုံးလက်ကပြောပါရယ်။နေကြားဆောင်တပ်တွေဟာအကြံဖတ်စစ်တပ်ရဲ့လက်အောက်ခံတပ်တွေဖြစ်တာကြောင့် ဒီ online ကြဖြန့်လိမ့်လည်မှုလုပ်ငန်းတွေရဲ့နောက်ကွယ်မှာအကျန်းဖတ်မြန်မာစစ်တပ်ခေါင်းဆောင်တွေထက်ထဲဝင်ဝင်ပေါဝင်ပတ်သက်မှုရှိနေတာကို သိမြင်ပြီးဒီအင်းမြစ်ကိုဖျက်နိုင်ကမှဒီကိစ္စတွေခြုံငိမ်းမှဖြစ်တယ်လို့လည်းဦးနေဖုံးလက်ကအတိပေးပြောကြားထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့င်းကတော့ Timor-Leste Day နိုင်ငံအာဆီယံမိသားစုဝင် ဖြစ်လာတဲ့အတွက်ရွေးထွေးစွာကြိုဆိုရလို့ NUG နိုင်ငံသားရေးဝင်ကြီးဌာနထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ တီမောလတ်စတေးနိုင်ငံအာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေထွေးစွာကြိုဆိုရလို့မြန်မာညီညွတ်ရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနကအော်တိုဝါလာ26ရက်မှာထုတ်ပြန်ခဲ့ပါတယ်တီမောလတ်စတေးနိုင်ငံအာဆီယံမိသားစုဝင်ဖြစ်လာတဲ့အတွက်နှွေထွေးစွာကြိုဆိုပါတယ်ဒီခန်းကဏ္ဍအသစ်ကကျွန်ုပ်တို့ရဲ့ဒေတာတွင်စီလုံးညီညွတ်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုကိုပုံမခိုင်မာစေဖို့ဆုံးမကောင်းတောင်းပါတယ်လို့နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ခဲ့တာပါတီမောလတ်စတေးနိုင်ငံကအာဆီယံအဖွဲ့ဝင်နိုင်ငံရဲ့၁၇နိုင်ငံမြောက် တရားဝင်အတိမတ်ပြုတ်လိုက်တယ်လို့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကအတိပြုလက်မှတ်ရေးထိုးခဲ့ကြပါတယ်ရှင်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်ဆဲအိုစုကအပန်းဖြိုဖို့အသုံးပြုတဲ့ပါရာမိုတာတွေနဲ့အရသာဖြစ်သူတွေရဲ့အသက်အိုးရင်စီးဆိန်တွေကိုဖျက်ဆီးနေရလို့တမန်ကြီးဦးကျော်မထွန်းပြောကြားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြံဖတ်ဆဲအိုစုကအပန်းဖြိုဖို့အသုံးပြုတဲ့ပါရာမိုတာတွေနဲ့အရသာဖြစ်သူတွေရဲ့အသက်အိုးရင်စီးဆိန်တွေကိုဖျက်ဆီးနေရလို့ ကုလသမဂ္ဂဆိုင်ရာမြန်မာမြန်ရက်ကိုယ်စားလှယ်တမတ်ကြီးဦးကျော်မိုးထွန်းကအော်တိုဝါလာ28ရက်အချိန်80မြောက်ကုလသမဂ္ဂအထွေထွေညီလာခံလက်နက်ဖြတ်သိမ်းရေးနဲ့နိုင်ငံတကာလုံခြုံရေးကော်မတီပထမကော်မတီရဲ့အကာတဟင်းလင်းပြင်ဆိုင်ရာကောင်းစင်တဲ့ဆွေးနွေးပွဲမှာပြောကြားခဲ့ပါတယ်။ဆေအိုစုကအကာတဤပညာမှသည်တိုက်လေရင်စီအပန်းဖြစ်ရန်အတွက်အသုံးပြုသောပါရာမိုတာများအထိ ကောင်းကျိုးရှိတဲ့ကိစ္စများကိုလှည့်ဖြားအသုံးပြုကာ အရသာဖြစ်သူများရဲ့အသက်အိုးအိမ်စီးဆိမ်များကိုဖျက်ဆီးခဲ့တာချိန်ဖန်များစွာမိမိတို့မြင်တွေ့နေရကြောင်းစစ်ဘက်ဆိုင်ရာအသုံးချနိုင်သောကိစ္စများနဲ့ဤပညာများကို အကြမ်းဖက်လှုပ်ရှားမှုများအရသာလူလူအားစနစ်တကျဖိနှိပ်ရန်တည်ပြန့်စွာအသုံးချနိုင်ခြင်းမှာအရသာဆိုင်ရာအသုံးချမှုထက်ကျော်လွန်အသုံးချနေရလို့ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်အကြမ်းဖက်စစ်အုပ်စုရလိမ့်လည်လှည့်ဖြားတဲ့လုပ်ငန်းစဉ်များကိုပြည့်ပြည့်တသား ပယ်ချဖို့နိုင်ငံတကာအတိုင်းအဝိုင်းကိုတိုက်တွန်းတယ်လို့ထည့်သွင်းပြောကြားခဲ့ပါတယ်။အကြံဖတ်ဆဲအိုစုကယခုနှစ်ဩဂုတ်လတရက်ကနေအော်တိုဘာလ23ရက်အထိပြည်သူများပေါ်လေကြောင်းကတိုက်ခိုက်မှု348ကြိမ်ပြုလုပ်ခဲ့ပြီးပြည်သူ358ဦးသေဆုံးခဲ့ပါတယ်။မြန်မာနိုင်ငံပြည်သူလူထုရဲ့အသက်များကိုကယ်တင်ဖို့အတွက်ဆက်လက်နက်တွေတိုက်လေရင်စီတခြားသောစစ်ဘက်နဲ့အရက်ဘက်နှမျိုးသုံးနိုင်တဲ့အရာများနဲ့ဆက်ဆက်နည်းပညာတွေကိုအကြံဖတ်ဆဲအုပ်စုထံစီစစ်မှုမရှိစေရတဲ့အတွက် ထက်တောက်ဖို့တာမန်ကြီးကအဖွဲ့ဝင်နိုင်ငံအားလုံးကိုတောင်းဆိုထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့အကျန်းဖက်ဆေးအိုစုကြောင့်ယခုလအတွင်းအသက်16နှစ်ယောက်ကလေး38ဦးသေဆုံးခဲ့ရတဲ့တင်ပေဖြစ်ပါရဲ့ရှင်။အကျန်းဖက်ဆေးအိုစုကြောင့်ယခုအော်တိုဘာလအတွင်းမှာအသက်16နှစ်ယောက်ကလေး35ဦးသေဆုံးတယ်လို့နိုင်ငံရေးကျင်းသားများကကိုင်ကြီးစောင့်ရှောက်ရေးအသင်း AABB ရဲ့ဆေးရုံတွေကသိရပါဗါး။နိုင်ငံရေးကျင်းသားများကကိုင်ကြီးစောင့်ရှောက်ရေးအသင်း AABB ရဲ့ကောက်ယူထားတဲ့ဆေးရုံတွေအရ အော်တိုဘလာ၁ရက်ကနေ30ရက်အတွင်းအကျန်းဖတ်ဆေးအုပ်စုကြောင့်နှစ်နှစ်ရွယ်မိန်းကလေးတဦးနဲ့ယောက်ျားလေးတဦးအပါအဝင်အသက်18နှစ်အောက်မိန်းကလေး18ဦးယောက်ျားလေး18ဦးတို့တည်ဆုံခဲ့တာပါအဲ့ဒီတည်ဆုံရတဲ့အရေးအတွက်ထဲမှာရှမ်းပြည်နယ်က10ဦးနဲ့တည်ဆုံမှုအများဆုံးဖြစ်ခဲ့ရပြီးစကိုင်းတိုင်းကတည်ဆုံသူ9ဦးနဲ့ဒုတိယအများဆုံးဖြစ်ခဲ့ရပါတယ်ဒါ့အပြင်အဲ့ဒီတည်ဆုံမှုအရေးအတွက်ထဲမှာ 28ဦးကလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးရတာဖြစ်ပြီး6ဦးကလက်နက်ကြီးနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်သေဆုံးရတာဖြစ်ပါတယ်။အဆိုပါကာလအတွင်းမှာအတီးပြုတ်ရန်လိုအပ်နေတဲ့သေဆုံးသူအရက်သား7ဦးစီးရင်ကိုလည်းတိကျပြုစုထားတယ်လို့ AABB စီးရင်တွေကသိရပါတယ်ရှင်။ ဆလတ်တင်ဆက်ပေးခြင်းတဲ့တင်ကတော့မြန်မာနိုင်ငံမှာရတားပြည်သူတွေကိုကာကွယ်ရင်းနဲ့အသက်ဆုံးရှုံးမှုတွေကိုတားဆီးရတဲ့နိုင်ငံတကာရဲ့အရေးပေါ်လှုံ့ဆော်ချက်တွေလိုအပ်တယ်လို့တမန်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်မြန်မာနိုင်ငံမှာရတားဖြစ်သူတွေကိုကာကွယ်ရေးနဲ့အသက်ဆုံးရှုံးမှုတွေကိုတားဆီးရတဲ့နိုင်ငံတကာရဲ့အရေးပေါ်လှုံ့ဆော်ချက်တွေလိုအပ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တာဝန်ကြီးဦးကျော်မိုးထွန်းကအော်တိုဘားလ28ရက် ုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ရည်ကြီးမှုရေးရာကော်မတီတတိယကော်မတီမှာမြန်မာနိုင်ငံအတွင်းဖြစ်ပေါ်လျက်ရှိတဲ့လူခွင့်ရေးအခြေအနေတွေနဲ့ဆက်လင်းပြီးဆွေးနွေးပွဲမှာဆွေးနွေးခဲ့ပါတယ်။ဆေးအစုတည်ပင်လျင်မြမအကြက်တဲ့စစ်မြစ်ဖြစ်ကြောင်းရင်းအားဖြည့်ရှင်းရန်မြမအကြက်တဲ့ပုံမဆွေးရလာခြင်းမှာကာကွယ်ရန်နဲ့အရသာဆုံးရှုံးမှုအားတားဆီးရန်နိုင်ငံတကာထံမှအရေးပေါ်လှုံ့ဆော်ချက်များလိုအပ်ပါကြောင်းမိမိတို့တွင် အာဆီယံဘုံသဘောတူညီချက်၅ရက် ုံချုံရေးကောင်စီဆုံးဖြတ်ချက်2669နဲ့အထွေထွေညီလာခံလူ့အခွင့်အရေးကော်မတီဆုံးဖြတ်ချက်များ အခြေခံရှိထားပြီးဖြစ်ကြောင်းအဆိုပါထုတ်ပြန်ချက်များအားဆေးအုပ်စုမှအကောင့်ထဲပေါ်ဆောင်ရွက်ရန်အတန်တတန်နဲ့ပဲတောင်းဆိုကပြည်သူအသက်များကိုကယ်တင်ရမည်ဖြစ်ကြောင်းတန်မှန်ကြီးဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်လူ့ခွေမဟာမင်းကြီးကတောင်းဆိုထားတဲ့အတိုင်းလုံချုံရေးကောင်စီကမြမရေးကိစ္စ တစုံလုံးကိုနိုင်ငံတကာရာဇဝတ်ခုံရုံးသို့လွှဲပြောင်းတင်သွင်းမှုထလောင်းတောင်းဆိုလိုတယ်လို့တမ္မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်။နိုင်ငံတကာရာဇဝတ်ခုံရုံးအစိုးရရှေ့နေကမင်းအောင်လှိုင်ဟာဖမ်းမရန်ထုတ်ရန်2024ခုနှစ်ကတောင်းဆိုခဲ့သည့်အပေါ်လဲစိုးစိုးထောက်ခံပါကြောင်းနိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့မင်းအောင်လှိုင်ဟာဖမ်းမရန်ထုတ်ရန်အချိန်အခါကြာတဲ့နေပြီဖြစ်ကြောင်းအိန္ဒိယဖြင့်ရာဇဝတ်သားများအားအနေဖြင့် ၎င်းတို့ကျူးလွန်သည့်လူမဆန်သောရာဇဝတ်မှုများအတွက်လွတ်လန်းမရှိကြောင်းကိုပြတ်သားစွာသတင်းစကားပားနိုင်ပြီဖြစ်ကြောင်းတမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောပါရယ်တရားဥပဒေစိုးမိုးမှုပြိုလဲတာပြစ်ဒဏ်ကင်းလွတ်ခွင့်ကိုခံစားနေတာနဲ့အကြမ်းဖက်ဆဲအုပ်စုနဲ့သူတို့နေကြဆောင်တက်တွေက ရာဇဝတ်ကိုင်းများအတွက်လုံခြုံတဲ့ရဲဝင်းတွေကိုရွေချက်ရှိရှိဖန်တီးပေးထားတာကြောင့်မြန်မာနိုင်ငံဟာနေဆက်ဖြတ်ကျော်မှုကင်းများအတွက် ကမ္ဘာလုံးဆိုင်ရာဗဟိုချက်တစ်ခုဖြစ်လာစေခဲ့ပြီးဒေတာတွင်းနဲ့တခြားနိုင်ငံအနှံ့အပြားကိုပါ ကြီးမားတဲ့စိန်ခေါ်မှုများကိုဖြစ်ပေါ်နေရလို့ထပ်လောင်းပြောကြားခဲ့ပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့င်းကတော့မန္တလေးတိုင်းအတွင်းကစုံမှုနယ်မြေများကို ကာကွယ်သွားမယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော် TRI ဘူဟာကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော် TRNU ဟာကတိုင်းတွင်းကစုံမနယ်မြေများကိုကာကွယ်ပြီးရီမန်ချက်ပန်းတိုင်ရောက်တဲ့အထိဆက်လက်ချီတက်သွားမယ်လို့အော်တိုဘာလ30ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ပီရီယက်တပ်မတော် TRNU ဟာကိုစင်ကူတပိတ်ချင်းတို့ကနေမြေခံအများစုနဲ့ပါဝင်စုဖွဲ့ထားပြီးမန္တလေးတိုင်းစစ်ဌာနကွက်ကဲမှုအောက်ကဘျူဟာဖြစ်တာနဲ့အညီတိုင်းတွင်းရှိနေမြေများမှာတော်လိုင်းရုံငန်းများကို အားရင်အပြင်းနဲ့ကျူးစားဆောင်ရွက်နေရလို့အသိပေးထားပါတယ်။ဆက်လက်ပြီးမိဖက်တော်လိုင်းအင်အားစုတွေနဲ့ဒရက်ဖက်ကဒေသကိုကာကွယ်သွားမှာဖြစ်ပြီးတော့ပြည်သူ့ကာကွယ်ရေးတပ်မတော်ဗျူဟာအမှတ်63အနေနဲ့ Federal Democracy စနစ်စီတို့ခက်ခဲများကြားမှဆက်လက်ချီတက်တိုက်ပွဲဝင်သွားမယ်လို့ဂရိသစ္စာပြုတယ်လို့အသိပေးထားပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ American သမ္မတ Donald Trump ASEAN စည်းဝေးမတက်ရောက်မီ ဂျပန်ရောက်မြန်မာဒီမိုကရေစီလှုပ်ရှားသူများရဲ့အိမ်ဖွင့်ပေးစာကိုလက်ခံရရှိခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။မေဂန်သမရဒေါ်နယ်ထရန့်ရဲ့ဂျပန်နိုင်ငံခီးစင်မှာဂျပန်ရောက်မြန်မာဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများမှအမေရိကန်ဆိုရထံသို့အိပ်ဖွင့်ပေးစာတစောင်ပေးပို့ခဲ့ကြပြီးသမရထရန့်အာဆီယံစည်းဝေးမတက်ရောက်မီကပင်ဆာလက်ခံရရှိတာကိုပြန်လည်အကြောင်းကြားလာတယ်လို့ NUG Supporting Japan ထံမှသိရပါဗျာ။ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့အမေရိကန်သမ္မတခီးစင်မှာဂျပန်ရောက်မြန်မာများကအိတ်ဖွဲ့ပေးစာတစ်စောင်ပေးဖို့ကမေတ္တာရက်ခံအကူအညီတောင်းခံခြင်းလှုပ်ရှားမှုကိုအော်တိုဝါလာ28ရက်မှာပြုလုပ်ခဲ့တာပါအဲ့လှုပ်ရှားမှုကိုတိုကျိုမြို့ရှိဂျပန်နိုင်ငံဆိုင်ရာအမေရိကန်တန်ယုံအနီးမှာဆွေးနွေးပြုလုပ်ခဲ့ပြီးဂျပန်ရောက်မြန်မာပြည်သူများတကြွလှုပ်ရှားသူများ မြမဒီမိုကရေစီအရေးစိတ်ဝင်စားတဲ့ဂျပန်လူမျိုးများမှပူပေါင်းပါဝင်ခဲ့ကြပြီးသတင်းမီဒီယာအများပြားမှလည်းလာရောက်မှတ်တမ်းယူမေးမြန်းခဲ့ကြတယ်လို့အသိပေးထားပါတယ်။အဖွဲ့ပေးစာမှာမြမဒီမိုကရေစီအင်အားစုများရဲ့လှုပ်ရှားမှုများအားကုညီပံ့ပိုးပေးရန်နဲ့မြောက်လိုင်းဦးဆောင်တဲ့အကြံဖတ်ဆဲအုပ်စုရဲ့လူ့ခွင့်ရေးချိုးဖောက်မှုများဒေတာရင်းတည်ငြိမ်မှုပြပြနိုင်တဲ့ရှားစွဲမှုများငွေရစေဝါတရားမှွင့်အွန်လိုင်းငွေကြေးလွှင့်လဲမှုများနဲ့ဆရာဆွေးမှုများအားထိရောက်စွာအေးအေးယူပေးဖို့ဖော်ပြထားပါတယ်။ ဒါအပြင်မြန်မာစစ်အုပ်စုဟာကြောထောက်နောက်ခံပြုကပံ့ပိုးနေတဲ့တရုတ်အစိုးရရဲ့ဒေတာရီဩစာအာဏာကြီးထွားလာမှုများအားမျက်ကွယ်မပြုရန်မြန်မာပြည်သူများရဲ့စံနာနဲ့အတန်အားနားထောင်ကမြန်မာအရေးအတွက်ထိရောက်စွာအကူအညီဆောင်ရွက်ပေးရန်တောင်းဆိုဆန္ဒကိုဖော်ထုတ်ခဲ့ကြပါတယ်။ဆက်လက်ပြီးဂျမ်းဖန်ဆဲအုပ်စုကအတင်းအကျပ်ပြုလုပ်နေတဲ့တရားမဝင်ရွေးကောက်ပွဲကိုပြင်းပြင်းထန်ထန်ဆန့်ကျင်သွားမှာဖြစ်ပြီးလူလူလှုပ်ရှားမှုများအဆက်မပြတ်ပြုလုပ်သွားမှာဖြစ်တဲ့အတွက် ဂျပန်ရောက်မြန်မာနိုင်ငံသားများအနေနဲ့ကြာရနေရာမှာပါဝင်အားဖြစ်ဝန်ရံပေးကြဖို့ဖိတ်ခေါ်ထားပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ KKpad online ငွေလိမ်ဒိုင်းနဲ့လုံးဝပတ်သက်မှုမရှိဘူးလို့ KNU ကထုတ်ပြန်ခဲ့တဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ထိုင်းမြန်မာနယ်စပ်ရှိ KKpad online ငွေလိမ်လုပ်ငန်းနဲ့လုံးဝပတ်သက်မှုမရှိဘူးလို့ကရင်မျိုးသားစည်းရုံးဗဟိုဌာနချုပ် KNU ကအော်တိုဘားလ26ရက်မှာထုတ်ပြန်ခဲ့ပါတယ်။ အကြဖတ်စေအုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဖိုချုပ်စောမင်းထွန်းနဲ့မီဒီယာတချို့က KNU ကထိုင်းမြန်မာနယ်ဇက်ရှိ KKPAT အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက်မြေငားရမ်းခြင်းနဲ့လုံခြုံရေးစောက်ရှောက်ခရို့ရယူပြီးအကျိုးမြတ်များရရှိနေတယ်ဆိုတဲ့စွပ်စွဲထားချက်ဟာအမှန်မဟုတ်ဘူးလို့ KNU ကညှိဆိုထားပါတယ်။အကြဖတ်စေအုပ်စုကမြန်မာနိုင်ငံရှိ online ဝင်လိန်ခိုင်းများမှာနိုင်ငံရေးစီးပွားရေးနဲ့စည်ရေးရ အကျိုးမြတ်ရရှိနိုင်မှုကိုဖုံးကွယ်လိုတဲ့အတွက် KNU ကိုဆွဆွဲပြီးမဟုတ်မမှန်တည်မှဖြန့်ချီမှုသာဖြစ်တယ်လို့ဆိုပါရယ် KK Pad online ငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ဧက900ရှိတဲ့မြေကွက်တို့မှာတိကျစီဖြစ်ပြီးမြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာအကွာမှာတည်ရှိရလို့ဆိုပါရယ်ဒါကြောင့် KK Pad online ငွေလိမ်လုပ်ငန်းဟာ KNU နဲ့လုံးဝလုံးဝမသက်ဆိုင်ပဲဆေးအုပ်စုပြောရေးဆိုခွင့်ရှိသူရဲ့ဆွဆွဲချက်ကို KNU အနေနဲ့ပြက်ပြက်သားသားညှင်းဆိုရဲလို့အတိပေးထားပါရှင်။ ခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့အော်တိုဘာလဒုတိယပတ်အတွင်းအကြမ်းဖက်ဆဲအုပ်စုစစ်တပ်သား73ဦးတော်လှန်ရေးတပ်ထံအလင်းဝင်လာတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။အကြမ်းဖက်ဆဲအုပ်စုကိုစွန့်ခွာကအော်တိုဘာဒုတိယပတ်အတွင်းအလင်းဝင်လာတဲ့စစ်သားနဲ့ပြည်သူစစ်73ဦးရှိပြီးစစ်3မှန်းဖြစ်ဖမ်းဆီးရမိသူ4ဦးရှိရလို့ပြည်သူ့ဗန်းနိုင်ထံကသိရပါဗယ်။အလင်းဝင်လာတဲ့စစ်သား10ဦးလုံးမှာအရမစစ်မှုထံတပ်သားတွေဖြစ်ပြီးပြည်သူစစ်3ဦးပါဝင်တယ်လို့သိရပါဗျ။ အလင်းဝင်လာတဲ့စစ်သားများကတော့တနင်္သာရီတိုင်းမှာ9ဦး၊ကီနီပြည်နယ်မှာ2ဦး၊စကိုင်းတိုင်းမှာ2ဦးလို့ဖြစ်ပြီးစကိုင်းတိုင်းမှာပြည်သူစစ်3ဦးဗပြောင်းခုလုံခဲ့ပါတယ်။စစ်သုံးပန်းအဖြစ်ဖမ်းဆီးရမိသူ4ဦးဖြစ်ပြီးကချင်ပြည်နယ်မှာစစ်သား2ဦး၊ကရင်ပြည်နယ်မှာပြည်သူစစ်3ဦးလို့ဖြစ်တယ်လို့ဆိုပါတယ်။ဒီနေ့ဇန်နဝါရီလမှအောက်တိုဘာဒုတိယပတ်အထိလက်နက်ချအလင်းဝင်စစ်သုံးပန်း2193ဦးရှိခဲ့တယ်လို့သိရပါတယ်ရှင်။ ဒါကတော့တပတ်တွင်းဖြစ်ပေါ်ခဲ့တဲ့သတင်းချင်းချုပ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။